က်ဗီဒီယိုတွေ music ဗီဒီယိုတွေကို MP3 လိုမျိုး screen off ပြီးတော့နားထောင်လို့ရတဲ့နည်းနည်းပြောပြသွားပြမှာဖြစ်ပါတယ်။ပုံမှန်အားဖြင့် YouTube မှာလုံးလုံးမရပါဘူး။ဒါပေမဲ့ဒီနေ့မှာတော့လုံးလုံးရတဲ့နည်းနည်းပြောပြသွားပြမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ brother တို့က Google Play Store ထဲဝင်လိုက်ပါ။ဝင်ပြီးပြီဆိုရင်တော့ချက်ပေါက်မှာ Flow Juice ဆိုတဲ့ app ကို download ဆော်လိုက်ပါ။ Flow Juice ဆိုတဲ့ app ကို တောင်းလို့ဆက်လိုက်ပါတောင်းလို့ဆက်ပြီးပြီဆက်တဲ့ application ကိုဝင်ပါပါဒီမှာပါ server ကိုဝင်လာပါဒီ software က YouTube က video တွေ music video တွေကိုဒီ application ထဲကနေဝင်ကြည့်လို့ရတာပဲဖြစ်ပါတယ်အဲ့ဒီမှာ credit section တစ်ပုဒ်ကိုကြည့်လိုက်ပါ server ကဝင်ရတဲ့အနုလက္ခဏာကိုနေတယ်ပါဒါဆိုရင်ရပါပြီပြည့်တဲ့နေရာတော့ ျွန်တော်တို့ဘာ software ဘာ application မှမသုံးဘဲနဲ့ Google Chrome ထဲကနေလုံးဝဖြစ်ပါတယ်။နောက်မှဆုံး Google Chrome ထဲဝင်လာတာ။ပြီးပြီဆိုရင်အပေါ်ဒေါက်နာကအဆက်30ကိုနှဲ့လိုက်ပါ။နှဲ့ပြီးပြီဆိုရင်ကျွန်တော်တို့ desktop site ကိုကြောင်းလိုက်ပါ။ကြောင်းပြီးပြီဆိုရင်ကျွန်တော်တို့ youtube.com ကိုရိုက်ချလိုက်ပါ။အဲဒါဆိုကျွန်တော်တို့ဖုန်းက computer ပုံစံလေးပေါ်လာပါလိမ့်မယ်။ဒါကျွန်တော်တို့အနေနဲ့ကိုဖွင့်နေတဲ့တခြင်းကိုရွေးဖွင့်ပါ။ ဝီဝီဆိုရင်ရာရာတို့အနေနဲ့ဒါဆိုဟုံးနဲ့ပြန်ထွက်လိုက်ပါပုံမှာဒူရေးပေါ်လာပါလိမ့်မယ်ဒါဆိုရင်ဖွင့်ပေးလိုက်ပါဒါဆိုရင်တော့အမေဒရီလိုမျိုးစကရင်အော့ပြီးတော့ပက်လို့ရတဲ့နေလှုပ်ပြီးပါခင်ဗျအားလုံးကျေးဇူးတင်ပါတယ်